1380ပြည့်နှစ်သံမုလဆန်တရ2018ခုနှစ်နိုဝင်ဘာလ10ရက်အန္တရတိုင်းဒေသကြီးမရယာစင်ကူးနှမြုတ်နယ်ရကန်းစံတော်ဒေသသစ္ဆန္ဒနာဓမ္မစင်တာကျောင်းတိုက်သစ္စာဘောဓိဓမ္မတဘာဓမ္မယောကျောင်းတော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည် သစ္စနာနာဓမ္မစင်တာကျောင်းတိုက်၌တည်ခင်းသောစင်ကုံမြို့နယ်ကန်တော်ရွာဥဆော့မြို့ထွန်းတော်ဝေဆန်းတာမောင်ချမ်းချမ်းသောသမိမတ်တင်စာမြို့ဝေဖြိုးအောင်ရွှေဆိုင်ရွှေတန်းစင်လုပ်ငန်းနှင့်အထက်ကုံမဆိုင်မိသားစုတို့၏အထမအကျင်းမြောက်ကထိန်အလှူတော်မင်္ဂလာအခမ်းအနာအနုမောဒနာနှင့်ဩဝါဒတရား ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမှာဝါစုကလဆိုရင်ဝါစုသင်္ကန်းကတ်ကြတယ်။ဝါကျတဲ့အချိန်ရောက်လာပြီဆိုရင်တော့ကထိန်သင်္ကန်းကတ်လို့ချပြပြောတယ်။ဒီနေရာမှာဝါစုသင်္ကန်းကတ်တယ်ဆိုတာပုဂ္ဂတိကမိမိတို့ကြီးညူကိုးွယ်ရာဆရာတော်တပါးဘုန်းကြီးတပါးယဟန်တပါး ဖဲเจ้าတိုင်းမှာပဲဖြစ်ဖြစ်ကတ်လှူလို့ရတယ်ပေါ့အကြိမ်ကြိမ်လဲကတ်လှူလို့ရတယ်ဝါဆိုတဲ့ငါသို့သောဝါကျွပြီဆိုတဲ့အခါတရင်ညလာပြီးကြတရနေ့ရနေပြီတစောင်းမုံလာပြီးနေအတွင်မှာကထိန်သင်္ကန်းဆိုတာကြတော့ကတ်ချင်ရကတ်လို့မရဘူးเจ้าတိုင်းတထိုက်ကိုဥတီပြီးတော့ကထိန်သင်္ကန်းမှာဖျားလို့ကာရမှာဖြစ်တယ်နော်ဝါဆိုသင်္ကန်းနဲ့ကထိန်သင်္ကန်းမတူဘူး ရှမ်းကုန်မှာဆိုရင်ဝါကျွတ်ထန်နဲ့ကထိန်သင်္ကန်းမှာဘုရားဆို လာလာကတ်တဲ့လူတွေများနေတယ်အဲ့ဒါကြောင့်ပြောပြရတာနော်ကထိန်သင်္ကန်းဆိုတာကျောင်းတိုင်းနဲ့ဆက်ဆက်ပြီးတော့ကျောင်းတိုင်းတတိုင်းမှာဆိုတော့တခါပဲကတ်ရမယ်ပြီးတော့ပုဂ္ဂတိကကတ်လှူလို့မရဘူးတန်ကိကပဲကတ်လှူရတာဖြစ်တယ်ပေါ့ဒါကြောင့်ကထိန်သင်္ကန်းဆိုတာအချိန်ချင်းလဲကတ်လို့မရဘူး ကျောင်းကွဲရင်တော့ဒီကျောင်းမှာကထိန်ကတ်တယ်ဟိုကျောင်းမှာကထိန်ကတ်တယ်ဒီကျောင်းတစ်ခုပဲကတ်ရမှာဖြစ်တယ်။ဝါဆိုသင်္ကန်းတို့လိုကျောင်းတိုင်းလိုက်ပြီးတော့ဟိုပုဂ္ဂိုလ်တိုင်းလိုက်ပြီးတော့လိုက်ကတ်လို့မရဘူး။အဲ့ဒါလေးကိုတော့သတိထားဖို့ပေါ့နော်။ဝါကျွတ်ပြီးဆိုတဲ့အခါမှာတချို့ဝါကျွတ်ရင်ကထိန်သင်္ကန်းဝါတွင်နဲ့ဝါဆိုဥဆိုဝါဆိုသင်္ကန်းဆိုပြီးတော့လိုက်လှူနေတာရှိတယ်။ เอ็นูแบบเชียวกระเทงเตงานสุดนารอเจ้าไหนจะได้มาตะขาไปกัลยาณ์ไมะกระเทงเตงานดีตั้งกี่กัดเตงานนับเชียวไหมปกรีกัดเตงานแบบเชียวว่าสุดเตงานโนใจตลุกัลยาณตั้งกี่กัดกัดกัดปกรีกัดกัดกัดทุดอกระเทงเตงานสุดนารอตั้งกี่กัดสิสิบสิบดเลยแล้วจะมุลุคุลุ ဖိနိုင်ရသည်ရောက်လာတဲ့အခါမှာတရင်ညောလာပြီးရတနေ့ကနေစပြီးတော့တစုံမလာပြီးအတွင်ကထိန်မရသေးတဲ့ကြောင်းတိုက်ကထိန်မခင်းရသေးတဲ့ကြောင်းတိုက်ဆိုရင်တော့ကတ်ခွင့်ရှိကထိန်ခင်းပြီးသားကြောင်းတိုက်မှာထပ်ပြီးကတ်ခွင့်မရှိဘူးသို့တော့ဒီကပိသားကထိန်ကိုနှုတ်ပြီးတော့ခင်းရတယ်ဆိုတာလည်းဆိုရှိတယ်သို့တော့ကြောင်းတိုက်တိုက်မှာကထိန်ဆိုတာတစ်ခါပဲခင်းရတာဖြစ်တယ်ပေါ့နော် <laughs> ထိန်ဆိုတာတခါလည်းပဲခင်ဗျာတော့တန်ကြီးကအခြားကြီးရဲ့ကျင့်နဲ့မြတ်စွာဘုရားခွင့်ပြုတာဖြစ်လို့ကထိန်သင်္ကန်းဆိုဒီမှာတန်ဃာတော်တွေတွေ့တာလေထူးခြားတဲ့အခွင့်အရေး၅မျိုးပေးထားတာလေးဖြစ်တယ်ပေါ့တရားရကမတွေနေနေကတော့ဝါစုသင်္ကန်းပဲကက်ကက်ကထိန်သင်္ကန်းပဲကက်ကက်သာသနာတော်နဲ့ဆက်ပြီးတော့တခြားကောင်းမှုတွေပဲပြုပြုဌာနကောင်းမှုပြုလို့ချင်းဟာတော့ မိမိတို့စေတနာစွာအာကြည်မာပြီဆိုလို့ရှိရင်အနုတ္တရံပုံညာခိတံလောကတသာသနာတော်မှာရှိတဲ့တန်ခါကိုယေစုပြီးတော့ကတ်တဲ့ကုသိုလ်မှန်သမျှဟာဒီမြေကောင်းရေကောင်းပေါ်မှာကုသိုလ်ပင်စိုက်ပျိုးခြင်းပဲဖြစ်တယ်ပေါ့ကုသိုလ်ပင်စိုက်ပျိုးတယ်ဆိုရင်တဏှာကောင်းမှုရဲ့အဓိကအကျိုးကတော့ဒါနတံပူတာနိဘောဂာနိလူတွေရရှိခံစားထားကြတယ် ဥပမာပဲဘုန်းကြီးတို့တွေဒီဘဝမှာသာဝတိရေပြည့်စုံပြီးအသုံးဆောင်တွေရရှိနေခြင်းဟာဒါနသံဗုဒ္ဓာတိအတိတ်ကလုပ်ခဲ့တဲ့ဒါနကောင်းမှုနဲ့အကြောင်းမကင်မှုအဲ့ဒါတွေကြောင့်ရတယ်လို့ဆိုလိုတယ်ဒီနေရာမှာကိုယ့်ဘာကို ရှာလို့ရတယ်လို့ပြောမယ်ဆိုရင်လည်းပဲအတိုင်းတာတစ်ခုတော့မှန်းနေကိုယ့်အမိကပေးလို့ကိုမိဘကပေးလို့ရတယ်ဆိုရင်လည်းအတိုင်းတာတစ်ခုတော့မှန်းနေ သို့သောတကယ်အကြောင်းရင်းကတော့ဒါနာကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သားရတာမိဘပိုင်တဲ့ပစ္စည်းပဲဖြစ်စေဒါနာကောင်းမှု မရှိခဲ့တဲ့သာသမီဟာအမွေခံလို့မရဘူးအမွေခံမဖြစ်ပြန်ဘူးမိဘအမွေလည်းလူတိုင်းရကြမှာရတယ်မလိုအပ်လို့မရတာတမျိုးလူရဲ့သားနဲ့မရတာတမျိုးအဲ့လိုမျိုးမျိုးရှိတဲ့တည်းပဲ ါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်စီမှာပရှင်ဥစ္စာဆိုတာစုပုံပြီးတော့ရောက်လာတတ်တယ်။ဘသူတွေပဲရှာထားထားဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်စီမှာကုသိုလ်ကောင်းမှုအကျိုးတရားတွေစိစဉ်ဥစ္စာတွေဆိုရောက်ရှိပြီးတော့လာတတ်တယ်ပေါ့နော်။ကိုရှာလို့ရတာကိုရဲ့လုံလဆွာပညာဆွာနဲ့ရတာရှိတယ်။သို့တော့လူတိုင်းဟာ လုံလထုတ်ပြီးရှာမယ်ဆိုရင်တော့ရှာတိုင်းရသလားလို့ဆို ကံပေးသလောက်တော့မရဘူးပေါ့နော်ကုသကံကဖြစ်လာပြီဆိုလို့ရှိရင်တော့ကုန်ရဒီကုသကံပေးတယ်ဆိုတာဟာဒီအဗ္ဗဓမ္မစမ်းကြဲတယ်ဒီကုသကံကုန်သွားပြီဆိုလို့ရှိရင်လေရှိတဲ့ပစ္စည်းတွေဟာတဲတဲ့ရေသွန်းသလိုရွှေလျော့ကြဆင်းပြီးပျောက်ွယ်သွားတဲ့ဘယ်ကနေဘလို့ပျောက်လို့ဘယ်ကနေဘလို့ဆုံးရှုံးမှမသိဖြစ်တတ်တယ်ပေါ့နော်ယတာကမ္မခယောဟောတိတတာ သဗ္ဗံဝိနတတိကံကုံသွားပြီဆိုလို့ရှိရင် ကုသကံကုံသွားပြီဆိုလို့ရှိရင် လူတွေဟာဘာလို့လို့အောင်မြင်မှုမရဘူးခက်ခဲတွေနဲ့ပဲကြုံတွေ့ကြတယ်အောင်မြင်မှုရနေခြင်းဒီပင်နေကံတရားကမျက်နှာသာပေးနေသေးတယ်လို့ဆိုရမှာဖြစ်တယ်အကြောင်းအကျိုးညီညွတ်နေသေးလို့ရှိရင်ဒါကြောင့်မို့အဓိကအကြောင်းဖြစ်တဲ့ကုသကံကောင်းအောင်လုပ်ကြအခါအားလျော်စွာ သနာတော်မှာမိမိတို့ရဲ့ဆန္ဒအလျောက်ဒါနကောင်းမှုတွေလုပ်ကြတယ်လူတန်းတဲ့ထဲမှာတော့ဒါနကောင်းမှုတွေမှာတော့သတ္တုဋ္ဌိတသံဃာကိုယေရှုပြီလူတန်းတဲ့အကြောင်းအလှကတော့မျက်ဆုံးလို့ဆိုတယ်။ဘာကြောင့်မျက်တလဲလို့ဆိုရင်အကြောင်းအလှကရှိချာစွာအာယုပြုလို့ရလို့မျက်တယ်လို့ပြောရမှာဖြစ်တယ်။ဆွာလူတို့သင်္ကန်းလူတို့တခြားလူတွေဟာခိတ္တခဏပဲပျောက်ကွယ်သွားလို့ရှိချာတယ်ပေါ့။ အေးချောင်းလူကြတော့အချိန်အာရုံပြုရလို့ဒါဖြင့်ချောင်းလူတဲ့မြတ်တဲ့ကောင်းမှုဆိုတာရော မရှိဘူးလားလို့ဆိုရင်တရဏဂုံဆောက်တည်တဲ့ကုသိုလ်ကြတော့ချောင်းအလှူတာလည်းပုံမြတ်သွားပြန်ရောအဲ့တော့ငွေကြေးတနာပြည့်စုံသည်ဖြစ်စီမပြည့်စုံသည်ဖြစ်စီကုသိုလ်ကိုလိုချင်တယ်ဆိုလို့ရှင်ရတော့ကုသိုလ်ကောင်းမှုဆိုတာရနိုင်တယ်ပေါ့နော်ပစ္စံရှိမှကုသိုလ်ရတာလို့ပစ္စံမရှိတဲ့လူကဒိုးတော့မရှိလို့ကုသိုလ်မရပါဘူးလို့မအောင်မေ့လေနဲ့ အစမရှိဘဲနဲ့ရတဲ့ကုသိုလ်အတောင်ပိုကြီးနေသေးတယ်လို့ပြောတာ။တရဏဂုံဆောင်းတိလိုက်မယ်ဆိုရင်ကြောင်းလှူရတယ်မြတ်တယ်လို့ဝေလာမတုံမှာဟောထားတယ်။တရဏဂုံသုံးမဆောင်းတိတာတဲ့တရဏဂုံရှိပြီးတော့သီလမရှိတဲ့ပုဂ္ဂိုလ်နဲ့ဆိုင်သီလရှိတဲ့ပုဂ္ဂိုလ်ကပိုမြတ်ပြတယ်ပေါ့။တခါအဲ့ဒီတဲ့ပိုပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုကတော့တမထချင်းစင်နဲ့မှဝိပတ်တမထ ဆိုတော့ဘာဝနာအကျင့်ပဲဖြစ်တယ်ဒါကတော့မေတ္တာဘာဝနာပွားတာကိုပြောတယ်နော်မေတ္တာဘာဝနာပွားမယ်ဆိုလို့ရှိရင်ခန္ဓာကထပ်ပိုးပြီးတော့ပြောမယ်ဆိုရင်လုံးလို့ရတဲ့ကုသိုလ်တွေမှာဆိုရင်အစင်မြင့်တဲ့ကုသိုလ်တခုရတယ်လို့ဆိုလို့တယ်။ကြောင်းလူတဲ့ကုသိုလ်တွေလည်းသားတယ်။သင်္ကန်းလူတဲ့ကုသိုလ်တွေလည်းသားတယ်။အလုံးတရဏဂုံသီလဆိုတဲ့ကုသိုလ်တွေလည်းသားသွားပြီးတော့ အဲ့ဒီပုံမှာတဆင်ချင်းတိုးတက်သွားတဲ့သဝထဘာဝနာမေတ္တာကုသိုလ်မြတ်စွာဘုရားကချီးမွမ်းတယ်ဒီနေ့ခေတ်မှာလည်းပဲတတိထားဖို့ပေါ့ဒါနကောင်းမှုလို့သီလစောင့်တိချကမ္မထဘာဝနာ ပွားများချာဆွဲထည်မယ်ရည်ရွယ်ချက်အစိတ်အမှန်နဲ့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင် လုပ်ဖို့လိုတယ်ပေါ့ဒါမို့မဟုတ်လို့ရှိရင် အတိတခြားလိုက်နာဆောင်ရွက်မှုတွေတခြားဖြစ်တတ်တယ်။မေတ္တာဘာဝနာလို့ဆိုတာဘာကြောင့်မေတ္တာဘာဝနာပွားရသလဲလို့ဆိုရင် ရှင်ထဲမှာရှိတဲ့အမုန်းတရားပြောက်အောင်ပွားတာဖြစ်တယ်။ဒီကနေ့ခေတ်လူတော်တော်များများကချမ်းသာခြင်းလို့မေတ္တာပွားနေကြတာဖြစ်တယ်။ချမ်းသာခြင်းလို့မေတ္တာပွားတော့ရှင်ထဲကအမုန်းကိုမထီဘူးဖြစ်တယ်။အမုန်းတရားကိုရှင်ထဲမှာထားပြီးတော့မေတ္တာပွားနေရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူး။ ဒါကြောင့်မို့ရှင်နေကဒေါသဆိုတာကိုယ့်ရင်ထဲမှာရှိတဲ့ဒေါသကိုပြောတာသူများကကိုယ်မုံညင်မုံမမုံညင်နေကိုယ့်ရင်ထဲမှာအမုံကင်းစင်ဖို့မေတ္တာပွားရမယ်မေတ္တာနဲ့ကိုယ့်ရင်ထဲကအမုံတရားဒေါသကိုဖယ်ရှားနိုင်မှုမေတ္တာပွားတယ်လို့ဒီလိုမှတ်ရမယ်နော်အဲဒါကြောင့်မို့ရသဗျာကလည်းမေတ္တာဘာဝေတ္တဘာဒေါသတ္တဘာဟာနာယ ဒေါသတ္တမိမိရဲ့ယင်ထဲမှာရှိတဲ့အမုန်းတရားကိုဘာနာရဖယ်ရှားပြစ်နိုင်ဖို့ရမေတ္တာဘဝိတ္တဘာမေတ္တာကိုဖြစ်စေတိုးပွားစေရမယ်လို့ဆိုတာအေးအဲ့ဒီဟာနဲ့လွဲမှားပြီးတော့တပည့်တော်ချမ်းသာအောင် နေကောင်းမေတ္တာပို့ပေးပါဖရာဆိုတာတွေလဲတည်ပြီးတော့ရည်ရွယ်ချက်နဲ့မကိုက်ချင်နော်ချမ်းသာခြင်းလို့မေတ္တာပို့တယ်ဆိုတာတွေလဲရည်ရွယ်ချက်နဲ့မကိုက်ချင်ရှင်တွေကအမုန်းကိုသိမ့်ပြီးချမ်းသာဖို့ဆိုတာမရနိုင်ဘူးနော် ိုယ်ရင်ထဲမှာရှိတဲ့အမုန်းတရားကင်းဖို့မေတ္တာပွားတယ်လို့မူရင်းကိုမှတ်သားထားပြီးတော့မေတ္တာဘာဝနာ ပွားချရမှာဖြစ်တယ်။ဒါကကိုယ်ဘဝနေ့စဉ်ဘဝမှာအရေးကြီးတာ။အခုလိုကထင်ခေတ်ကာလမှာကထင်သင်္ကန်းလှူတယ်။ဝါစုကာလမှာဝါစုသင်္ကန်းလှုပ်တယ်။အခြားအချိန်တွေမှာလည်းကုသိုလ်ကောင်းမှုတွေလှုပ်ကြတယ်။နေ့စဉ်နဲ့အမျှကိုယ်အိမ်မှာကိုယ်ပွေထားတဲ့ဖရာစီမီပန်းရေချမ်းလှူတာကအစ။နေ့စဉ်တန်ဃာတော်တွေအတွက်ပိဏ္ဍပတ်ဆွမ်းလောင်းတာကအစ။ ိုတွင်မှာနေစင်တဲ့အများကုသိုလ်တွေရနေတာကိုအမှတ်တမဲ့မလုပ်ဖဲနဲ့ဒီစီးပွားရေးရှာတဲ့စီးပွားရေးဆန်ဆန်ဒီအကျိုးမြတ်ကိုတတ်တဖို့လိုအပ်တယ်ပေါ့နော်ဒီနေ့ကုသိုလ်ကောင်းမှုတွေငါဘယ်လောက်လုံးမိသလဲဆိုတာတရက်တလေကုသိုလ်ကောင်းမှုမလုံးမိဘူးဆိုရင်လူဘဝဖြစ်ရတာဒီနေ့အတွက်တော့တမိုးမရှိဘူးလို့ပဲဒီလိုပဲတွေ့ရမှာဖြစ်တယ် ဘာကြောင့်လို့ဆိုရင်ကိုလူ့ဘဝရောက်လာတာဒါနကောင်းမှုသီလကောင်းမှုကိုခြေပြုပြီးတော့ရောက်လာတာအဲ့ဒီဒါနကောင်းမှုသီလကောင်းမှုကိုပြန်လည်ဖြည့်တင်းရမယ်ဆိုတာကိုမမေ့သော အပမရတရားဖြင့်အမြဲတမ်းတည်ရှိပြီးကြိုးစားအထောက်အပံ့မှာဖြစ်တယ်။တဘောကတသက်တာလုံးအတွက်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားကို လူတွေလူလောကကြီးတစ်ခုလုံးကိုကြည့်ကိုယ်တည်းပဲထဲမှာပါတယ်လဲဆိုတာ မြတ်စွာဘုရားကဘာဆုံးမတယ်လဲဆိုတာကိုဒီဒေသနာတော်လေးနဲ့မှတ်သားထားကြည့်မြတ်စွာဘုရားကဟောတယ်ကံကြမ္မာရဲ့သို့မဟုတ်ကံရဲ့သဘာဝတရားဘုန်းကြီးတို့တွေနေစဉ်စိတ်ကူးနေကြတယ်ပါဇက်ကနှုတ်ကထုတ်ဖို့ပြောဆိုကြတယ်ကိုဒီလဲရောက်လှုပ်ကြတယ်အဲ့ဒီစိတ်ကူးကြံစည်မှုနှုတ်ကထုတ်ပြောမှုကိုဒီလဲရောက်လုံးမှုတွေဟာကံအဖြစ်သို့ရောက်ရှိနေကြတယ် နေစနေမြကိုသိသိမသိသိကိုရင်နဲ့နှလုံးထဲမှာကံတရားတွေဟာရောက်အဲ့ဒီကံတရားတွေဟာနှမျိုးရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံကကောင်းကျိုးကိုပေးမှဖြစ်ပြီးအကုသိုလ်ကံကမကောင်းကျိုးကိုပေးမှပဲဖြစ်တယ်အဲ့ဒီကံရဲ့တဘာဝတရားကိုလက်ခံတာဘုရားဘာသာရဲ့အခြေခံအကြောင်းတရားဖြစ်တယ်ပေါ့နော်ကိုကိုအမတ်တမဲမနေနဲ့ ငါလုံးနေတာကံနေလုံးနေတာကောင်းတဲ့ကံလားဆိုတဲ့ကံလားသိဖို့လိုတယ်ပေါ့စိတ်ကူးယုံနေတယ်မဲအကုသိုလ်ဖြစ်တာရှိတယ်စိတ်ကူးယုံနေပဲကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒါကိုသတိထားဖို့မနောကံဆိုတာအလွန်သိမ်မွေ့တယ်စေရဏဟံဘိခွေကမ္မဝရမိလို့ဆိုကြတော့လည်းပဲစေရဏတခုတည်းကိုကံပြောတာမဟုတ်ဘူးမနောကံတို့ကြတော့စေရဏမပါဘဲနဲ့လည်းကံဖြစ်တယ်နော်အထူးသဖြင့်သိမ်မွေ့တဲ့ မနောကံအကုသိုလ်ကဘာလဲလို့ဆိုလို့ရှင်အလုံးကိုတိမ်မွေးတယ်ဟာတမလွန်ဘဝကိုမယုံပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်ပဲဖြစ်တယ်နော်မိဘကို ပြုစုလို့ကျွင်းလို့အကျိုးမရှိပါဘူးမိဘကိုစော်ကားရင်လည်းအပြစ်မဖြစ်ပါဘူးလို့နောက်ဘဝဆိုတာမရှိဘူးကုသိုလ်အကုသိုလ်ရဲ့အကျိုးမရှိဘူးလို့ဆိုတဲ့ဒီအမြင်ကိုကို့အမြင်ကိုဒီ လက်တွေ့ကြတဲ့အမြင်တို့ထင်ကောင်းထင်နေကြလိမ့်မယ်အဲ့ဒီအမြင်မျိုးကိုလက်ခံယုံကြည်ကျင့်ပြီဆိုရင်တော့အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမနောကနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကစေရဏမပါပေမဲ့ကံဖြစ်သွားတယ်အဲ့ဒီကံကအဆိုးဆုံးကံလို့ဒီလိုမှတ်ရအောင်အဲ့မနောကနဲ့မှပဲသူများပစ္စည်းကိုကြည့်ပြီးလောဘတက်ပြီးကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးတွေအပိ္ပစာ ကိုနဲ့မတည့်တဲ့လူတယောက်ဒီလူဒုက္ခရောက်သွားရင် ကောင်းမှာပဲခုခေတ်ဆိုရင်တူတယောက်ဒုက္ခရောက်ဖို့အတွက်တိုင်ရတယ်တောကြတယ်ခေတ်စကားနဲ့ပြောကြရင်အချွန်နဲ့မကြတယ်လို့ဆိုမျိုးတွေပေါ့နော် လူတယောက်ဒုက္ခရောက်အောင်ချွန်တွန်းလှုပ်တာတရားအဲ့ဒါတရားဒီစိတ်แท้ကဖြစ်ယုံနေတယ်ဒီလူဒုက္ခရောက်တော့ပါစေဆိုရယ်စိတ်แท้ကဖြစ်ယုံနေပဲဖြာပါထားဆိုရယ်ဒေါသအကုသို့ကံဖြစ် အဲ့ဒါစေရနာမဟုတ်ဘူးဒေါသသာဖြစ်တယ်။လောဘကလည်းပဲကံဖြစ်တယ်ဒေါသကလည်းကံဖြစ်တယ်ဒိဋ္ဌိကလည်းကံဖြစ်တယ်။အဲ့တော့အဲ့ဒီအကုသိုလ်ဘက်ကကံဖြစ်တယ်လို့ပဲအနာဘိဇာဆိုတဲ့အလောဘလူကျင်တန်းကျင်နေ generosity ဆိုရဲ့ရောတယ်ပေးတယ်ကမ်းတယ်ဆိုတဲ့အလောဘသူများပစ္စည်းကိုမတရားမယူဘူးပေးဖို့ပဲစဉ်းစားတယ်ဆိုအလောဘ လူတစ်ဖက်သားကို မုံတီးတယ်ပျက်စီးစေလို့တဲ့စိတ်မရှိဘူးကင်းတယ်အပြပါဒအရောသဆိုတဲ့မေတ္တာဖြစ်တယ်အဲ့ဒီအရောသဆိုတဲ့မေတ္တာလေမနောကံစေတနာလို့ခေါ်တယ်ဒါကြောင့်မို့ခုနမေတ္တာပို့ပြီးဆိုရင်ကံဖြစ်နေတယ်အဲ့ဒါเนาะကုသိုလ်ကံဖြစ်နေတယ်သမ္မာဒိဋ္ဌိကံကံရဲ့အကျိုးကိုရှိတယ်လို့လက်ခံတယ်မိဘကိုပြုစုလို့အကျိုးရှိတယ်လို့လက်ခံတယ်နောင်ဘဝဆိုတာရှိတယ်လို့လက်ခံတယ် ကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးဆိုတာရှိတယ်လို့လက်ခံတယ်လူမှုတမ်းမှုရဲ့အကျိုးရှိတယ်ဆိုတာလက်ခံတယ်ဆိုရင်အဲ့ဒီလက်ခံတဲ့မှန်ကန်တဲ့အမြင်နှစ်ချိုက်တဲ့အမြင်ဟာတမ္မဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီတမ္မဒိဋ္ဌိကလည်းကံဖြစ်တယ်ဆိုတော့တတိထားပေါ့နေ့စဉ်မှာတမ္မန်လေးတွေကိုယ်အတွေးလေးတွေးပြီးတော့ဟိုအကုသိုလ်ဖြစ်တဲ့လူတွေရှိတယ်လို့အတွေးလေးနဲ့ကုသိုလ်ဖြစ်နေတာတွေလည်းရှိတယ်အဲ့ဒါကအလွန်သိမ်မွေ့တယ် တခြားကာယကံဝစီကံကုသိုလ်အကုသိုလ်တွေကထင်ရှားသေးတယ်ထားဒီနေ့ဒီမနောခံကြတော့မတန်သက်သိမ့်မွေးလို့ကံဖြစ်မှမသိဖြစ်နေတယ်ကောင်းပြီဘုန်းကြီးတို့တွေနေစင်တဲ့ဘဝစိတ်ကူးမှုပြောဆုံးမှုလှုပ်ဆောင်မှုတွေဟာကံဖြစ်နေတယ်ဒါကိုမြတ်စွာဘုရားကဥဘောပုံဉ္စပပင်းစယမစ္စောကုရုတေဣဒလက်ရှိဘဝမှာတဲ့တရားတွေဟာ ုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ဒါနေ့စဉ်ရင်ထဲမှာဖြစ်နေဒီရင်ထဲမှာကုသိုလ်တွေလည်းဖြစ်နေကြတယ်အကုသိုလ်တွေလည်းဖြစ်နေအဲ့ဒီဖြစ်နေတာသူကသူဖြစ်ယုံနေပြီးတာမဟုတ်ဘူးတင်ကြီးတတ်တတ်ကံဟောတိအဲ့ဒီဖြစ်မှုတွေဟာကိုယ်ပိုင်ပစ္စည်းတွေဖြစ်သွားတယ်ကိုယ်ပိုင်နေဆိုကိုယ်နဲ့ပဲပတ်သက်နေတယ်တောင်းဝန်ယူရတော့မှဖြစ်တယ်ပေါ့နော် အခုခေတ်ပြောနေတဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတာဝန်မယူချင်လို့မရဘူးကိုယ်နဲ့ပဲပတ်သက်သွားပြီကိုယ်ရင်နဲ့ဖြစ်တာကိုယ်ပဲကောင်းရင်လည်းကိုယ်မကောင်းရင်လည်းကိုယ်အဲ့ဒါကိုကိုယ်ကိုယ်ဥစ္စာလို့ပြောတာနော်ကမ္မတကတာတတ္တကမ္မတကတတ္တသဗ္ဗိတတ္တကမ္မတကအဲ့ဒီမှာတရဝမန္တမယဟာနေ့စဉ်တွေးတောပြောဆိုလှုပ်ဆောင်မှုတွေဟာ ရှင်နေကံအနေနဲ့ဖြစ်သွားပြီအဲ့ဒါကိုနဲ့သာကိုစားလိုက်တဲ့အစာသည်ကိုကိုဒုက္ခပေးမဲ့အစာဆိုရင် ကိုခံရမယ်ကိုကိုချမ်းသာစေတဲ့အစာဆိုရင်လည်းကိုချမ်းသာမယ်အဲ့ဒါလိုပဲရှင်နေရောက်သွားတဲ့ထီကန်းနေဟာ ကို့အတွက်မှာဒီအကျိုးပေးမဲ့အရာတွေဖြစ်နေပြီအမှတ်တမဲ့မနေနဲ့လူတိုင်းလူတိုင်းဟာတွိုင်းလိုင်းဆိုင်းတောင်းရင်းနဲ့ဒီကံနေဖြစ်နေတယ်ဆိုတာတတိထားကြည့်နေเนาะ အဲ့ဒီမှာ တင်ညိတတတကံဟောတိအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်လူတွေကတွေးပြီးတော့နေကြတာအာလူတယောက်ကိုဒုက္ခရောက်အောင်တွေးနေရင်လည်းတကံဖြစ်နေပြီသူများပစ္စည်းကိုယူဖို့တွေးနေရင်လည်းကံဖြစ်နေပြီအဲ့ဒီအတွေးတွေကအစနှုတ်ကပြောတာတဲ့တွေးလှုပ်တာဆိုတာဒီအထိကံတရားတွေဖြစ်နေကြတယ်အဲ့ဒီကံတရားတွေဟာ ကိုယ်နဲ့သာသက်ဆိုင်နေတယ် ကိုနဲ့သာသက်ဆိုင်တာဒီဘဝတည်းသက်ဆိုင်တာလားလို့ဆိုမဟုတ်ဘူးတင်စအာရာယခစ္စတိအဲ့ဒီကံတွေကိုကိုနဲ့အတူပါသွားမှာကံတွေကိုယူသွားရမှာဖြစ်တယ်ယူသွားရမှာဆိုတာယူခြင်းယူမယူခြင်းတွေပါနေမှာပဲကိုနဲ့ဆိုလိုတယ်ဆာယဝအနပါယိနိအရေးဟာလူသွားတဲ့နေရာမှာအရေးဆိုတာထားပြခဲ့လို့မရဘူးပါသွားတာပဲเนาะလူရဲ့အရေးဟာပါနေမှာပဲ အဲ့ဒါလိုပဲဒီကံတွေကကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုရင်နေဖြစ်သွားတာကိုနဲ့သာသက်ဆိုင်နေတော်လေရဘောကတန်တရားမှာပါနေမှာပဲဖြစ်တယ်ပါနေမှာဖြစ်သည့်အတွက်ကြောင့်ရှောင်လွှဲခြင်းလို့မရဘူးမကောင်းတဲ့ကံဆိုရင်လည်းမကောင်းကျိုးတွေခံရမှာပဲကောင်းတဲ့ကံဆိုရင်လည်းကောင်းကျိုးချမ်းသာတွေရမှာဒါကံကြမ္မာရဲ့သဘောတရားအဲ့ဒါကိုသတိထားဖို့အဲ့တော့မြတ်စွာဘုရားကဆုံးမတယ်ဟုတ်ပြီလောကကြီးတစ်ခုလုံးကိုအခုလို့ လူတွေရဲ့တဏ္ဍာမဖြစ်ပေါ်နေတယ်ကန္တရာကလွှမ်းမိုးချုပ်ကင်ထားပြီဆိုလို့ရှင်ဘာလို့ရမလဲဘာလို့တင့်တယ်လဲမြတ်စွာဘုရားကဆုံးမထားမလို့တင်တာနဲ့လို့တင်တာဒီတစ်ခုဟောမှာနံပါတ်1ကရှောင်းရမ်းမှာကိုပြောမယ်နံပါတ်2ကလှုပ်ဆောင်မှာကိုပြောတယ်ရှောင်းရမ်းနဲ့ဆောင်းရမ်းဒီတစ်ခုပဲရှိတယ်ဒါကြောင့်ဘုရားပထမရှောင်းမှုမြတ်စွာဘုရားဘာပြောလဲဆိုရင် အတ္တနေစေပြန်စဉ္ညာနန္ဘပိနတန်ယူစေတယ်။မင်းကိုကိုကိုတမိုးထားသလားကိုကိုကိုတမိုးထားတယ်ဆိုလို့ရှိရင်နန္ဘပိနတန်ယူစေကိုရင်နဲ့နှလုံးထဲမှာမကောင်းတာတွေမရောက်စေနဲ့လို့ဆိုလိုတာ။အကုသိုလ်အတွေးတွေအကုသိုလ်ဖြစ်မဲ့အပြောတွေအကုသိုလ်ဖြစ်မဲ့အလုပ်တွေအဲ့ဒီစေရနာတွေကံတွေကိုရင်ထဲမှာမရောက်စေနဲ့လို့ပြောတယ်။နော် ဘာကြောင့်မြတ်စွာဘုရားကဒီတွေ့ဒီပြောဒီအလုပ်ကိုမလုပ်နဲ့မကောင်းတာတွေမဖြစ်စေနဲ့လို့ဘာကြောင့်ပြောတော့ဆိုရင်နာဟိတံသူလဘဟောတိသူခံဒုက္ခတာကာရိနာ မကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘယ်တော့မှမရနိုင်ဘူးလို့ဆိုလို့လွယ်လည်းကိုရလာမှာမဟုတ်ဘူးမကောင်းတာတွေလုပ်ပြီးလောကလူတွေကမကောင်းတာလုပ်ပြီးကြီးပွားနေတဲ့လူတွေကိုကြီးပြီးတော့ ဒီလူတွေကမကောင်းတာလုပ်လို့ချိပွားတယ်လို့ထင်နေကြတာမဟုတ်ဘူးတခွက်ကျော်ရှုပ်ဝဲနေတဲ့အတိတ်ကအကြောင်းတရားတွေရှိတယ်ပေါ့အဲ့ဒါကိုလူတွေကမမြင်ဘူးပစ္စုပန်မကောင်းတာလုပ်နေတာဟုတ်တယ်အဲ့ဒီကံရဲ့အကျိုးကြောင့်ဖြစ်တာမဟုတ်ဘူးအတိတ်ဘဝကကောင်းတာတွေလုပ်ခဲ့တဲ့အကျိုးကိုခံစားနေရတာသာဖြစ်တယ်ဒီနေရာမှာကံကြမ္မာကိုမျက်စိလဲသွားရတဲ့ပေါ့အဲ့ဒါကိုမလဲအောင်သတိထားဖို့ဘာကြောင့်လဲလို့ဆိုရင် ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ကံရဲ့အကျိုးပြည့်ကြီးလက်ခတ်မလွဲမကောင်းတဲ့အကျိုးမှန်သမျှအကုသိုလ်ကံရဲ့အကျိုးဆိုဒါကတော့လုံးဝလွယ်မမှုမရှိတဲ့ကံကြမ္မာရဲ့သဘာဝပဲနော်ဒုတိယအထင်မှားကြတော့မကောင်းတာလုပ်ပြီးတော့လေချမ်းသာနေရင်မကောင်းတာအလဲကောင်းကျိုးပေးတယ်လို့ထင်နေတယ် ကောင်းတာလုပ်တဲ့လူတွေဆင်းရဲမွဲတေနေတဲ့အခါကျတော့ကောင်းတာလုပ်တာလည်းကောင်းကျိုးမရဘူးဒုက္ခရတယ်လို့ဒီလိုထင်နေတယ်ဒါအထင်မြင်တာဖြစ်တယ်တကယ်တဘာဝအစစ်ဟာအဲ့ဒီလိုမဟုတ်ဘူးလို့ဆိုလို့လေနော်ကောင်းတာလုပ်ရင်ကောင်းကျိုးပဲရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတော့ကိုပုံသေးကားချက်မှတ်ထားမှာဖြစ်တယ်အတိုင်းတာကျင့်တာကွာတာဖြစ်တယ်နော်ဟုတ်ပြီဒါကြောင့်မို့မြတ်စွာဘုရားက ကိုကိုကိုမျက်နှာတမိုးထားတယ်ဆိုရင်ဘယ်တော့မှမကောင်းတာမဖြစ်စေနဲ့အကုသိုလ်တွေကိုရှောင်ခိုင်းတာဘာကြောင့်ရှောင်အောင်လဲလို့ဆိုရင်အကုသိုလ်လုတ်ပြီးချမ်းသာဒုက္ခရရဲဆိုတာမဖြစ်နိုင်ဘူးမလွယ်ဘူးလို့ဆိုလို့တယ်ဒါကမလွယ်ရမှာလွယ်ရမှာကြတော့ဘာတော့တတ္တမကရိယာကလျာဏနိစ္စယံတံပရာယိကပုံညာနိပရာလောကသမေပဋိဌာဟောတိပါဏိနလွယ်ရမယ့်ကိစ္စကတော့ မျက်မှောက်အကျိုးတမလွန်အကျိုးတို့ကိုတိုးပွားအားစေတတ်တယ်။ကောင်းကျိုးချမ်းသာတွေကို တိုးပွားစေတတ်တယ်။ကုသကောင်းမှုဆိုရင်ဘာပဲလုပ်လို့လုပ်စူးစမ်းပြီးတော့လုပ်။အခုလိုကတိန်ခင်းနေဝါဆိုသင်္ကန်းမှာဝါဆိုဥမာဝါဆိုသင်္ကန်းကတ်တယ်တခြားအလူတန်းတွေလုပ်တယ်။ဘာပဲဖြစ်ဖြစ်ဒါနကောင်းမှုလုပ်တယ်။သတင်းသီလစောင့်တည်ပြီးတော့သီလကောင်းမှုလုပ်တယ်။တရားဓမ္မနာတဲ့ ဘာဝနာကောင်းမှုမေတ္တာပွားတဲ့ဘာဝနာကောင်းမှုဝိပဿနာတရားထုတ်တဲ့ဘာဝနာကောင်းမှုစာတွေလုပ်တယ်အဲ့ဒီလုပ်သမျှကုသိုလ်ကောင်းမှုတွေဟာတကယ်ကို လောကမှာ ကိုယ်အတွက်ချမ်းသာဒုက္ခပေးမဲ့အရာတွေသာဖြစ်တယ်အထူးသဖြင့်ကုသိုလ်ကောင်းမှုဆိုတာပုံညာနိပရလောကတမေဓမ္မလောကရောက်လာလို့ရှိရင်ပဋိဋ္ဌာဟောတိပါဏိနံတရားတွေအတွက်အာကိုရဖြစ်ဆုံးပဲဖြစ်တယ် ဒီနေရာမှာစဉ်းစားကြည့်ရမယ်ဆရာဘုရားကပရလောကမှာအာကိုရတယ်ဆိုတော့လက်ရှိဘဝမှာအာကိုရဘူးလို့ပြောတာမဟုတ်ဘူးလက်ရှိဘဝမှာအာကိုစရာတွေကရှိနေကြတယ်ဘာတွေရှိတော့လက်ရှိဘဝမှာအမေဖေရှိတယ်မိသားစုရှိတယ်ဆွေတွေမျိုးတွေရှိတယ်ကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေရှိတယ်အာကိုစရာတွေကပြားနေတယ်နော်တမလွန်ဘဝသွားပြီဆိုရင်ဘယ်သူလိုက်မလဲကိုယ်နဲ့ဘယ်သူမှမလိုက်ဘူးနော် ဘယ်သူမှမလိုက်လို့ပတ်စံတုတ်ကြီးနဲ့သွားမလားလို့ဆိုတပြားမှရမှာကရောကတော့နှိုက်ယူလိုက်လေဥမနော်ကရောကလည်းမလောက်တဲ့ကရောကပေးတာအဲ့တော့ကိုနဲ့အတူပါဖို့ဆိုတာဘာတစ်ခုမှမရှိဘူးကိုနဲ့အတူပါနိုင်တာတစ်ခုတည်းပဲရှိတယ်ကုသကံနဲ့အကုသကံအဲ့တော့အာကိုရမှာတော့အကုသကံကတော့ကိုနဲ့ကိုနဲ့တူပါလိုက်ရင်ကိုနှိမ့်စင်မှာ ကုသိုလ်ပါလာလို့ရှိရင်ကိုယ့်အတွက်အကူစရာဖြစ်မယ်တဲ့ဒါကြောင့်မို့ပရလောကသမိတမလွန်လောကရောက်တဲ့အခါမှာပုံညာနိကုသိုလ်ကောင်းမှုတွေဆိုတာပါဏိနန္ဒရဝါတို့ရဲ့ပဋိဌာတီယာမိယာအကူရာဖြစ်တယ်လို့ယသဖျားဒီလိုဟောတယ်အဲ့ဒါဒီဒေသနာတော်ဟာကံတရားနဲ့ပတ်သက်ပြီးယသဖျားပြည့်ပြည့်စုံစုံဟောထားတာတာယုဒ္ဓနိကာယမှာယသဖျားဟောထားတဲ့ဒေသနာတော်တစ်ခုပဲ။ အဲ့ဒီဒေသနာတော်ကိုအများတိုင်းမှတ်သားထားပြီးတော့ကိုယ့်ရဲ့တဘောတာတသက်တာကာလမှာဒီလိုအခုလိုလူကြီးတန်းကြီးပြေးမှမဟုတ်ဘူးနေစဉ်ဘဝမှာဒီဒေသနာတော်ကိုသိသိချာချာနှလုံးသွင်းပြီးတော့ငါတို့ဟာ ကိုယ့်ကိုမျက်နှာတံမိုးထားတယ်ဆိုရင်အကုသိုလ်ရှောင်အောင်မှဖြစ်တယ်ကုသိုလ်တရားကိုကြိုးစားအထောက်အအောင်မှဖြစ်တယ်ဆိုတာကိုယ်စီကိုယ်စီတတိထားပြီး အကုသိုလ်ကိုရှောင်ရှားခြင်းကုသိုလ်တရားမိမိတို့ရင်ထဲမှာ ဖြစ်ပွားခြင်းဆိုတဲ့ဒီလုပ်ငန်းနှစ်ရပ်ကိုတည်တည်မှတ်မှတ်စူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်း